င်္ဂလာပါရှင် ကျမတို့ရဲ့မိုးလေဝသသတင်းချန်နယ်လေးကကြိုဆိုလိုက်ပါတယ်။အချိန်အခါမဟုတ်မိုးရွာနိုင်မည့်တတိပေးချက်အမှတ်စဉ်အစီရင်ခံတင်ပြခြင်း။တိုင်းထွာချက်များအရကပလီပင်လယ်ပြင်နှင့်မင်္ဂလာပင်လယ်အော်တို့မှ လေနွေးများနှင့်တရုတ်ပြည်မှကြီးပေါ်ရှိ လေဖီအားကြီးရဝန်းဒေတာမှရွေရှားလာသောလေအေးများတွေးဆမှုကြောင့်၎င်းအရှိတ်ဘက်မှရွေရှားလာသောလေဝေလိုင်းများ၏အချိန်ကြောင့်၎င်းယနေ့ညနေမှဧပြီလ9ရက်2025အတွင်းတနင်္လာရီတိုင်းဒေတာကြီးကရင်ပြည်နယ်နှင့်မွန်ပြည်နယ်တို့တွင် နေရာကျဲကျဲမှနေရာစိတ်စိတ်နှင့်ဧပြီလ6ရက်နေ့မှ7ရက်နေ့အတွင်းနေပြည်တော်ရန်ကုန်တိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီး မကွေးတိုင်းဒေသကြီး စကိုင်းတိုင်းဒေသကြီးအေယာဝတီတိုင်းဒေသကြီး၊ကယားပြည်နယ်၊ချင်းပြည်နယ်၊ရခိုင်ပြည်နယ်နှင့်ရှမ်းပြည်နယ်တို့တွင်နေရာကွက်ကြားမှနေရာကျဲကျဲတနင်္သာရီတိုင်းဒေသကြီး၊ကချင်ပြည်နယ်၊ကရင်ပြည်နယ်နှင့်မွန်ပြည်နယ်တို့တွင် နေရာစိတ်စိတ်မိုးထစ်ချုံရွာနိုင်ပါသည်။အကြံပြုချက်တို့ဖြစ်ပါ၍ပြည်သူများအနေဖြင့်အချိန်အခါမဟုတ်မိုးရွာခြင်းနှင့်အတူလေပြင်းများတိုက်ခတ်ခြင်း၊မိုးထစ်ချုံခြင်း ငိုကြိုးပစ်ခြင်း၊လျှက်စည်းလက်ခြင်းနှင့်ငိုတီးကြွေခြင်းစသည့်မိုးလေဝသဖြစ်စဉ်များဖြစ်ပေါ်နိုင်ပါသဖြင့်ကြိုတင်သတိပြုနိုင်ပါရန်အကြံပြုအပ်ပါသည်။မိုးနှင်းငယ်မှအတင်းတင်းရွာနိုင်မည်ဒေသများဧပြီလ၄ရက်မှ၈ရက်အထိအေရီတိုင်းရန်ကုန်တိုင်းပဲခူးတိုင်းချင်းပြည်နယ်စကိုင်းတိုင်းမန္တလေးတိုင်းရှမ်းပြည်နယ်တွေမှာ နေရာကျဲကျဲမိုးထစ်ချုံရွာနိုင်ပါမယ်။တနင်္လာရီတိုင်းမွန်ပြည်နယ်ကရင်ပြည်နယ်တွေမှာတော့ ဧပြီလ3ရက်8ရက်အတွင်းမိုးအထင်းတင့်ရွာနိုင်ပါမယ်။မိုးတိမ်တောင်ဖြစ်ပေါ်မှုအခြေအနေတနင်္လာရီတိုင်းဒေသကြီးငွန်ပြည်နယ်နှင့်ကရင်ပြည်နယ်တို့တွင် မိုးတိမ်တောင်များဖြစ်ထွန်းလျက်ရှိပြီးအဆိုပါမိုးတိမ်တောင်များရွေလျားရာနေရာတလျှောက်တွင်မိုးရွာသွန်းခြင်းနှင့်အတူလေပြင်းတိုက်ခတ်ခြင်းမိုးထစ်ခြုံခြင်းမိုးကြိုးပစ်ခြင်းလျှက်စီးလက်ခြင်းနှင့်မိုးတိကျွေခြင်းစသည့်မိုးလေဝသဖြစ်စဉ်များဖြစ်ပေါ်နိုင်ပါသဖြင့်ကြိုတင်သတိပြုနိုင်ပါယံအကြံပြုအပ်ပါသည် မြမပင်လေပြင်းလှိုင်းနေငယ်မှလှိုင်းတင်တင်ရှိမီလှိုင်းမြင့်မှမြမကံယိုရန်တလျှောက်နှင့်ကမ်းလွန်ပင်လေပြင်းတို့တွင်၄ပေမှ၇ပေခန့်ရှိနိုင်ပါသည်။နောက်နှစ်ရက်အတွက်ခမန်းချက် ရန်ကုန်တိုင်းဒေသကြီးအေရဝတီတိုင်းဒေသကြီးတနင်္လာရီတိုင်းဒေသကြီးကချင်ပြည်နယ်ကရင်ပြည်နယ်နှင့်မွန်ပြည်နယ်တို့တွင်နေရာကွက်ကြားမှနေရာကျဲကျဲမိုးထစ်ချုံရွာမီနေပြည်တော်နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်မွန်းတဲချိန်အထိခမန်းချက်အများအပြားဖြင့်တာယာမီ။ ရန်ကုန်မြို့နှင့်အနီးတစ်ဝိုက်အတွက် မနက်ဖြန်မွန်းတဲချိန်ထိခန့်မှန်းချက်တိမ်အသင့်အင့်ဖြစ်ထွန်းပြီးမန္တလေးမြို့နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်မွန်းတဲချိန်ထိခန့်မှန်းချက်တိမ်နှဲငယ်ဖြစ်ထွန်းပြီးမိုးလေဝသသတင်းတွေကိုအချိန်နှင့်တပြေးညီသိရှိရဖို့ကျမတို့ရဲ့ channel လေးကို subscribe လေးလုပ်ထားပြီးအစ်တတင်တိုင်းသိရဖို့အတွက်ဒေနာက ခေါင်းလောင်းလေးကိုနှိပ်ထားပေးပါနော်